ီပေါင်းမှအမျိုးစုံတယ်လို့တိုက်ဆိုင်ခဲ့ကြသည်များနံပါတ်1မွနမင်းရဲ့ကလဲစားတခါတော့ငါအီတလီနိုင်ငံတာရန်တိုဆိုတဲ့မြို့လေးမှာလူတယောက်မိုးချိုးပစ်ခံလိုက်ရပြီးတေသွားခဲ့ပါအဲ့ဒီလူမှာတားတယောက်ကြံရိတ်ခဲ့ပြီးတော့တားဖြစ်သူကလည်းနောက်ထပ်နှစ်30ကြာမှဖေဖြစ်သူလူပဲမိုးချိုးပစ်ခံလိုက်ရပြန်ပါအပေါ်ဝီထူးဆန်းတာကဖေဖြစ်သူအပြစ်ခံရတဲ့နေရာမှာပဲတားဖြစ်သူပါအပြစ်ခံလိုက်ရတာ။ဇလန်းကတကယ်တော့အဲဒီလောက်နဲ့မပြီးသေးပါဘူး။အခုနောက်ပြစ်ခံလိုက်ရတဲ့တားဖြစ်သူမှလည်းနောက်ထပ်တားတစ်ယောက်ထပ်ပြီးကြံရိတ်ခဲ့ပါလေ ထိုသားပြသူကလည်းနောက်ထပ်အနှစ်20ကြာမှဖေအေနဲ့ဖိုးရီလိုပဲမိုးကြိုးပြစ်ခံရပြီးထတ်ဆုံးသွားခဲ့ပြန်ပါတယ်။တကယ်တော့မိုးကြိုးပြစ်ခံရတဲ့ဆိုတာထီပေါက်တတတောင်ပို့ပြီးတော့ရှားတဲ့ဖြစ်စဉ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ဒီသားအဖတွေကတော့မျိုးဆက်30ဆလုံးကိုမိုးကြိုးနဲ့ပဲအကျိုးပေးသွားခဲ့တာ။ဘုနဲ့မင်းကြီးကလားတိဘွားတော်ကဒီသားအဖတွေနဲ့တော်တော်လေးရညှိုးရှိခဲ့တဲ့ပုံရပါတယ်။နံပါတ်1ဖေအေမတူမေကွဲအမှွန်နံပါတ်2မရှားလူတူမရှားဆိုတဲ့စကားလေးရှိပါတယ်။ ဒါပေမဲ့ဒီနှစ်ယောက်ကတော့သွေးသားလည်းလုံးဝမတော်ဆက်ပဲနဲ့နမယောလူပါတူနေခဲ့တာဖြစ်ပါတယ်။ဇလန်းကတော့ဒီလိုတခါတော့ကအီတလီနိုင်ငံရဲ့ဘီယင်တစ်ပါးဖြစ်တဲ့အမ်ဘာတူကမွန်ဇာလို့ခေါ်တဲ့ညွန့်ငယ်လေးရာစားတောက်ဆိုင်တစ်ခုမှာဝင်ရောက်နာခိုးခဲ့ပါတယ်။အဲတတိုင်းဆိုင်ဆိုင်မဲ့အဲ့ဒီဆိုင်ပိုင်ရှင်နဲ့ဘီယင်ကြီးတို့ကတော်တော်လေးရုပ်ချင်းဆင်နေခဲ့ကြပါတကယ်တော့ရုပ်ချင်းစင်ရလို့တော့ပြောလို့မရပဲနဲ့တထရာလေးကိုတူနေခဲ့တာပါ။နောက်ပြီးနှစ်ယောက်စလုံးကလည်းအမ်ဘာတူတွေဖြစ်ကြပြီးတော့မွေးတက်ကလေးကစတရထဲသွားတူနေပါတ ို့ပြီးတော့ထူးဆန်းတာကတော့ယူထားတဲ့မိမတွေပါနံပါတ်တွေသွားတူနေခဲ့တာပါအဲယူတဲ့မိမတွေတူမနေတာကိုပဲကျေးဇူးတင်ရပါအဲ့ဒါနဲ့ဘီရင်ကလည်းဆိုင်ပန်ရှင်လီမီယာကိုသဘောကျပြီးတော့နန်းတော်လေးကိုအလေခေါ်သွားခဲ့ပါဒီနောက်ကတော့ဘာသွေးသားတော်ဆတ်မှုမှမရှိဘဲနဲ့ကိုတော်တော်လေးတိုက်ဆိုင်နေခဲ့ကြတာဖြစ်ပါတယ်သွေးသားတော်ဆတ်မှုမရှိတဲ့လူချင်းမျိုးနှစ်ယောက်ကတော့တသက်လုံးမတိုက်ဆိုင်တော့ပါဘူး emotional damage နံပါတ်3ဖျားစုအမွှာ တခါတော့ငါဂျီမီလို့မိရတဲ့နာမည်တူလူနှစ်ဦးကကမ်းခြေမှာလာပြီးဆုံတွေ့ခဲ့ကြပါတကယ်တော့သူတို့နှစ်ယောက်ကအမွှားတွေပါငယ်စဉ်ကတည်းကမတူညီတဲ့မိဘတွေစီမံမွေးစားခံရလို့ရုပ်ရှင်ဆန်ဆန်ကွဲကွာခဲ့ကြတာဖြစ်ပါတယ်အဲအဲ့လိုနဲ့တရက်မှာတော့အမွှားညီကိုနှစ်ယောက်ကမ်းခြေတစ်ခုမှာပဲတိုက်တိုက်ဆန်ဆန်ပြန်ပြီးတော့ဆုံခွင့်ရခဲ့ပါဒါပေမဲ့ပို့ပြီးတော့တိုက်ဆိုင်လာကသူတို့ချင်းနာမည်တူနေုံတွေမကပဲနဲ့မွေးလာတဲ့ကလေးတွေပါနာမည်တူတူပေးမိခဲ့တာနှစ်ယောက်စလုံးကလည်းခွေးတစ်ကောင်စီမွေးထားကြပြီးတော့ခွေးတွေကလည်းနာမည်တူတူပဲဖြစ်ပါတယ် အရေးချင်းတွေဝါသနာတွေကစတူနေကြတယ်လို့ယူထားတဲ့မိမတွေကစနမည်တူနေကြတာဖြစ်ပါတယ်။နှစ်ယောက်စလုံးမှာလင်ဒါလို့ခေါ်တဲ့မိမကိုဗီရှိခဲ့ကြပြီးတော့အခုထပ်ယူတဲ့နောက်မိမပါနမည်ထပ်ပြီးသွားတူနေပြန်ပါတယ်။အဲယူတဲ့မိမတော့မတူပါဘူး။အနောက်ဆုံးစီးတဲ့ကားပါမော်ရယ်တူတူပဲဖြစ်ပြီးတော့အကြိုက်ဆုံးဘီယာတစိုက်တောင်မှသွားတူနေကြတာဖြစ်ပါတယ်။အဲဒီလိုမျိုးအကောင်လုံးနှီးပါတူနေလို့နောက်ကျောင်းကိုပြန်ကြည့်လိုက်တော့မှသူတို့နှစ်ယောက်ညီကိုဖြစ်နေမှန်းသိလိုက်ရပါတယ်။တကယ်ကသူတို့နှစ်ယောက်ငငယ်လေးတည်းကကွဲသွားတာကိုပဲကျေးဇူးတင်ရပါတယ်။နံပါတ်၄တိုက်တန်းနေဖြစ်ရမယ်။ ဖြစ်မှန်ကိုပြန်လည်ရေးသားထားတဲ့စာအုပ်တွေကိုကြားဘူးကြမှာဒါပေမဲ့ဒီတစ်ခုကတော့စာအုပ်ကနေမှတကယ်ဖြစ်မှန်အတင်ကိုပြောင်းလဲသွားခဲ့တဲ့တိုက်တန်နဲ့ဆက်ကြောင်းပဲဖြစ်ပါတယ်တကယ်တော့တိုက်တန်နဲ့တင်မောကြီးနင်းမြုပ်တော့မယ်ဆိုတာကိုလွန်ခဲ့တဲ့14နှစ်လောက်ခေတ်ကကြိုပြီးတော့သတိပေးခဲ့မှုပါတယ်1898ခုနှစ်မှာအမေရိကန်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Morgan Robertson ဆိုသူကအီယာမတင်မောကြီးဒီစင်းနင်းမြုပ်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဝိတုတအုပ်ရေးသားခဲ့ပါတယ်စာအုပ်ထဲကတင်မောကြီးရဲ့နာမည်ကတော့တိုက်တန်ဖြစ်ပါတယ် ဆောက်ထဲမှာတော့ Titan ဆိုတဲ့တင်မောကြီးကရေခဲကြောက်ဆောင်ကြီးတစ်ခုကိုဝင်တိုက်မိပြီးတော့နစ်မြောပြောက်ကွယ်သွားတယ်ဆိုပြီးရေးသားခဲ့တာ။အဲလိုနဲ့နောက်ဆက်လင်းနေအကြမှာတော့ Titan နဲ့ဆိုတဲ့နာမည်နဲ့တင်မောကြီးဟာစာအုပ်ထဲကလိုပဲရေခဲကြောက်ဆောင်ကြီးနဲ့တိုက်မိပြီးတော့နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီဝတ္ထုကလည်း Titan နဲ့တင်မောကြီးနစ်မြုပ်ပြီးမှပဲတရှိန်ထိုးပြန်ပေါက်သွားခဲ့တာပါ။တကယ်တော့စာရေးသူကိုယ်တိုင်ကတင်မောသားတယောက်ဖြစ်နေတာကြောင့်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုပဲမှန်းဆပြီးရေးသားခဲ့တာဖြစ်ပါတယ်။လက်ရှိအနာဂတ်ကို Hawking ထုတ်ပေးနေရလို့ပြောကြတယ်။ Simpson Cartoon ဆိုတာကလည်းဒါမျိုးတိုက်ဆိုင်မှုတွေပဲဖြစ်ပါတယ်။ အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။